အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသွားမယ်လို့ဆိုတော့အာ meeting pattern လေးတစ်ခုကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ meeting pattern လေးကတော့ကျွန်တော်22ခုမြောက်ပေါ့နော်အရှိမကျွန်တော်22ခုတင်ပေးထားတယ်အဲ22ခုဘယ်ရက်နေ့ကြီးလို့ရနိုင်မလဲဆိုတော့ကျွန်တော်ရဲ့အဲဒီ video လေးရဲ့အစုံအစားလေးမှာကျွန်တော် suggestion လေးထည့်ပေးထားမယ် playlist suggestion လေးထည့်ပေးထားမယ်အဲ့ဒီ playlist ကနေပြီးတော့လည်းကြီးလို့ရနိုင်သလိုအာကျွန်တော်ရဲ့ YouTube ကိုတွားပြီးတော့အာ playlist တွေကိုသွား playlist ထဲနေပြီးတော့တတိယထိုက်တဲ့ checkmate pattern များဆိုတဲ့ playlist ကနေပြီးတော့ကြည့်လို့ရပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်တို့ဒီ maintain pattern မှာအခုကျွန်တော်ပြပြမဲ့ maintain pattern မှာကျတော့အဲဘာထူးခြားချက်ရှိတယ်ဆိုတော့ night တွေက f5 မှာရှိတဲ့အခါကျလို့ဆိုရင်ဘာကြီးလို့လို့ရနိုင်မလဲပေါ့နော်အဲဘယ်လိုမျိုးတွေအဲ maintain pattern တွေရှိနိုင်မလဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်မယ်ဟုတ်ပါကျွန်တော် night f5 ရှိနေပြီဆိုလို့ဆိုရင်တနည်းအားဖြင့်ပြောမယ်ဆိုလို့ဆိုရင်ကျွန်တော်ပွဲတစ်ပွဲမှာ ကက်ဆလင်းလောက်တာဒီများသောအားဖြင့်ကင်းဆိုင်ကိုကက်ဆင်းလောက်ကြတာများတယ်အဲ့ F5 ဆိုတာကလည်းဒါကင်းဆိုင်ဘက်ကိုရောက်နေတာ night ကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုနယ်မီကိုကြော်ပြီးတော့တစ်ဖက်နယ်မီတဲကိုရောက်နေပြီလို့ပြောလို့ရတယ်ကင်းနဲ့တစ်ဖက်ဘရင်နဲ့ဆိုတော့တော်တော်လေးနီးစက်တဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်အဲ့လိုအနေအထားတစ်ခုမှာကျွန်တော်တို့အနောက်ကနေတာအဲ major piece တွေဖြစ်တဲ့ queen တွေ rook တွေစသဖြင့်အဲဒါမျိုးလေးတွေပါတာမျိုးပေါ့အဲ့ဒါမျိုးလေးဆိုလို့ရှိရင်ကျွန်တော်ဒါ mating pattern လေးတွေလုပ်လို့ရနိုင်ပါတယ်ဟုတ်ပြီအဲ့တော့ ဒီဘက်ကလေးမှာဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတော့ဒီမှာကျွန်တော် F5 မှာရှိရဗျာ F5 မှာရှိရကောင်ဒီ G7 ကို attacking ပေးထားတယ်ဒါဆိုလို့ဆိုရင်အဲ့မှာကျွန်တော်တို့ထပ်ပြီးတော့ဘယ်လိုမျိုးဒီ maiden pattern လုပ်မလဲဆိုတော့ကျွန်တော်ဒီမှာ queen G4 ဆိုပြီးတော့သွားအောင်ဖြစ်တယ် queen G4 ဒီဒါဒီကျွန်တော်တို့ checkmate လုပ်မယ်ဆိုပြီးတော့ဒါတစ်ဖက်ကိုချင်းချောက်ထားတယ်အဲ့လိုပဲတပြိုင်နက်သေးပဲဘာရှိလဲဆိုတော့ဒီမှာကျွန်တော်တို့ကြည့်လိုက်ကိုကစားကောင်နှစ်ကောင်နဲ့အဲတစ်ဖက်ကစားကောင်ဒီကျွန်တော်တံတန်းထဲမှာရှိရယ် အဲတဒန်းထဲမှာရှိရဖြစ်တဲ့အကြောင်းကျွန်တော်တို့ဒီအဲ့ဒါဘာတွေ့ရနိုင်လဲဘာလို့လို့ရနိုင်လဲဆိုရင် discover attack တွေလို့လို့ရနိုင်တယ်ဟုတ်ပြီနော် discover attack တွေလုပ်လို့ရနိုင်တယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ဆိုရင်ကျွန်တော်ဘယ်လိုမျိုးအဲလုပ်မလဲဆိုတော့တစ်ဖက်ကဗျာဒီနေသားမှာသူကဒီ check mate ကိုဖြည့်ရှင်းမှုအတွက်သူက g6 တက်မယ်ဆိုလို့ဆိုရင်အဲကျွန်တော် knight a6 နဲ့ချက်လိုက်လို့ဆိုရင်အဲဒါဆိုလို့ဆိုရင်ကျွန်တော်ဒီမှာ king ကိုချက်ထားရတယ်အဲဒီ queen လေးကိုလည်းစားမယ်ပေါ့အဲ king ကတက်လာပြီဆိုလို့ဆိုရင်ကျွန်တော်နောက်လာကြရင် queen တိတ်ကွင်းစားလိုက်လို့ဆိုရင်ဒါဆိုရင်အဖြေကအနိုင်ရရှိအောင်မှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဒီဘောဆာလေးကိုအားလုံးတစ်ပတ်ပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ပြီအဲ့ဒီမှာတော့ဘလို့ကေကေမရအောင် upset တက်လည်းမရဘူးနော် upset တက်ပြီးတော့ကွင်းနဲ့ကဲတယ် idea ကအတူတူပဲကျွန်တော်မလုပ်ပါဆိုရင် night နဲ့ x ကချက်မှာပဲချက်ပြီးတော့အဲကင်းတော့မယ်ဆိုရင်ဒီကောင်းပဲသစားမယ်ပေါ့နော်ဒါလေးသစား โอเคဟုတ်ပြီဒါဆိုလို့ဆိုရင်ဒီ theory လေးကိုတပေါ်ပေါက်နားလည်နေမယ်လို့ထင်ပါတယ်ဒါဆိုရင်အဲကျွန်တော်နဲ့တူတူ exercise stone mode လေးကိုဖြည့်ကြည့်ပါမယ်အဲ exercise stone mode မှာကိုဘယ်နှပုတ်မှန်လဲဆိုတာကိုအဲအဆင်ပြေတယ်ဆိုရင် comment လေးမှာကြည့်ပြီးသွားပါအဲဒီမှန်လဲကျွန်တော်ကြည့်ရပါဘူးအဲ့တော့နောက်တစ်ခုကကျတော့ slide ပြောင်းတဲ့အခါမှာအဲ video လေးရက်ပြီးတော့စဉ်းစားနေကြပါတယ် video ရက်ပြီးစဉ်းစားတဲ့အခါမှာဟိုအဆင်ပြေမယ်ပေါ့မဟုတ်ဘူးကျွန်တော်ကကျတော့အဲ video ရက်နေရဖြစ်တဲ့အတွက်ကြောင့်ဒါ slide ပြောသားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော် exercise number 1ကိုစကြည့်ရပါဘော it is size number 1ကကြတော့ဒီပုစာလေးကကြတော့ကျွန်တော်ဘယ်လိုရွှေ့လဲလဲဆိုရင်တော့အဖြူရွှေ့လဲဖြစ်တယ်အဖြူရွှေ့လဲမှာကျွန်တော်တို့အနေထားအရာကြည့်မယ်ဆိုလို့ဆိုရင်အဲ night က f5 မှာရှိရယ်အဲ့တော့ g7 pawn လေးကို attacking ပေးထားရတယ် အဲ့လိုပဲတပြိုင်တည်းပဲဘာလို့လဲဆိုလို့ရှိရင်ဒီ night f5 ကိုရှင်းလို့ရတဲ့ bishop ကြီးရှိနေရယ်ဒါလေးကိုလည်းကျွန်တော်တစ်ချက်တတိထားရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေသားမှာအဖြူရွှေ့လဲဆိုရင်အဖြူကအာ queen g4 တွေပါတယ်သွားလို့ကောင်းလားဆိုရင်မကောင်းဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ queen g4 သွားမယ်ဆိုလို့ရှိရင်သူက bishop f5 ဆိုပြီးတော့ဒီ bishop လေးက night ကိုရှင်းသွားလိုက်လို့ရတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာဘာမှအကျိုးမရနိုင်တော့ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါဆိုရင်ဒီနေသားမှာအဖြူကဘာလို့ကမလဲဆိုတော့အဖြူကအရင်ဆုံးလောက်ကမှာဒီ root take d7 ဆိုပြီးတော့ exchange sacrifice ပေးလိုက်မှာပေါ့ root take d7 ပစ်ချော်စားမယ်စားရက်ကမှာတော့ပြန်စားမှာပဲကောင်းမယ်ပြန်မစားလို့နေတကောင်ကြမှာဆိုတော့ queen နဲ့ပြန်စားပေါ့ queen နဲ့ပြန်စားတဲ့အခါမှာကျွန်တော်တို့ကအဲ့ချိန်မှာအဖြူကနေဘာဆက်လုပ်မလဲဆိုရင် queen g4 အဲဒါဆိုရင်ကျွန်တော်တို့ဒါအခုနောက်လောက်တဲ့ pattern လေးပြန်ဖြစ်သွားပြီးတော့ဒီ queen မှာကအကာအကွယ်မရှိ ီမှာကျွန်တော်ချက်မိတ်လုတ်ထားတယ်ပြီးတော့ကျွန်တော်တို့ discover attack လုပ်မယ်ပေါ့နော် discover attack လုပ်ပြီးကိုင်းရမယ်ပေါ့ဒါဆိုလို့ရှိရင်အနိုင်ရရှိပြီပေါ့ okay ရောက်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ် exercise လေးကိုထပ်ပြီးတော့ကြည့်မယ်ပေါ့နော်ဟုတ်ပြီဒီ exercise လေးမှာတော့ကျွန်တော်ဘယ်လိုရွှေ့လဲလဲဆိုရင်တော့အဖြူရွှေ့လဲဖြစ်တယ်အဖြူရွှေ့လဲမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒီနေ့ထားမှာကျတော့ အဲလက်ရှိမှာဆိုလို့ဆိုရင်ဒီ root က bishop ကိုလည်းပင်ထားတယ်ပြီးတော့နောက်တစ်ခုကကြ knight နဲ့ queen နဲ့ဒီတခါလေးနဲ့ ready အနေထားတစ်ခုကိုရောက်နေတယ်ဒါပေမဲ့ g7 checkmate ကိုဒီ knight ကလည်းပြန်ပြီးတော့ကယ်ထားတာတွေရှိတယ်အဲအဲ့တော့ကျွန်တော်ဒီနေ့ဒီနေ့သားမှာတကယ်တမ်းပြောမယ်ဆိုရင်အဖြူတော့အကောင်းဆုံး show ဘက်ကဘာဖြစ်မလဲဆိုရင်တော့အာ night take g7 လေးပဲရိုးရိုးလေးစားလိုက်တာကောင်းတယ်ပေါ့နော်အဲဒီမှာကျတော့ night ကလည်းပြန်စားလို့မရဘူးပြန်စားလို့ဆိုရင်ကျတော့ဒီမှာဒီ queen ကြီးကပြန်ပေးရမယ် အဲ့လိုပဲကျွန်တော်ဒီမှာ night က night take default ပါလေလာစားလို့မရဘူးအာဒီ short take default ပါစားလို့လည်းအဲဘာမှမထူးဘူးเนาะကျွန်တော် rook နဲ့ပြန်စားထားလို့ရတယ်အာဒီလိုမျိုးတွေပြန်စားထားလို့လည်းရတယ် short take default လည်းမကောင်းဘူးပေါ့เนาะနောက်လိုက်ကျ short take default ဆိုလို့ဆိုရင်အဲပြီးကျွန်တော်ဒီမှာ discover check တွေပါလေပြန်ရှိရပေါ့เนาะဒါလေးလည်းပြန်ရှိရအဲ့တော့ netage server ရွှေ့ဆက်တာနဲ့တင်အဖြူကဒါတော်တော်လေးတာတယ်လို့ပြောလို့ရတယ်ပေါ့เนาะဟုတ်ပြီဒါကျွန်တော်ထပ် exercise တွေတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ကြည့်ကြည့်လိုက်မယ် ်အဲဒီ exercise ကတော့ကျွန်တော်တို့ဘယ်လိုရွှေ့လဲလဲဆိုရင်တော့အမဲရွှေ့လဲဖြစ်တယ်ဟုတ်ပြီအမဲရွှေ့လဲမှာကျွန်တော်တို့ဒီဒီပုံစံလေးကအရှိရနှစ်ပုတ်ထပ်ပို့ပြီးတော့ခတ်တယ်ပေါ့နော်အဲအရှိရနှစ်ပုတ်နဲ့ရှင်မယ်ဆိုလို့ဆိုရင်နည်းနည်းလေးပို့ခတ်တယ်အဲဗီဒီယိုလေးရက်ပြီးတော့ဒီစာလေးစဉ်းစားကြည့်ပါဟုတ်ပြီဒီပုစာလေးမှာကျွန်တော်ဘယ်လိုရွှေ့လဲလဲဆိုရင်တော့အမဲရွှေ့လဲဖြစ်တယ်အမဲရွှေ့လဲမှာအမဲကဘယ်လိုမျိုးအသာစီရယူမလဲဆိုတဲ့ idea လေးကိုကျွန်တော်ပေးမယ် အဲ့ဘလို idea ပေးမလဲဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုလို့ဆိုရင်ဗျာအဲ queen နဲ့ knight ရဲ့အဲ queen အဖြူ queen ရဲ့တန်းထဲမှာဖြစ်တယ်။တန်းထဲမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘာလုပ်လို့ရလဲဆိုရင် discover attack တွေလုပ်လို့ရနိုင်တယ်။အဲ့ဒါမှတ်တစ်ချက်အဲအဲ့တော့လက်ရှိမှာနောက်တစ်ခုကကျတော့ဒီ night နဲ့ queen နဲ့ကပေါင်းပြီးတော့ g2 ကိုတိုက်ခိုက်ထားတယ်ဒါပေမဲ့ချက်မိတ်ဖြစ်လာစေမဖြစ်ဘူး bishop ကကယ်ထားတယ်အဲအဲ့ဒါလည်းဟိုကမဖြစ်ဘူး အဆင်မပြေဘူးပေါ့ဒါပေမဲ့တခုရှိတာကဘာရှိလဲဆိုတော့အဖြူဘရင်ရဲ့အနေထားအဖြူဘရင်ရဲ့အနေထားဒီဂျောင်းထဲမှာရောက်နေအဲအဲ့အားကိုကျွန်တော်တို့ကအခွင့်အရေးယူပြီးတော့ discover attack တွေလုပ်လို့ရနိုင်မလားအကျိုးမြတ်ရအောင်အတာဒီရအောင်လုပ်နိုင်မလားဆိုတာကိုကျွန်တော်ကြည့်လိုက်အဒီနေထားမှာအမဲတော့အကောင်းဆုံးရှိခွက်ဒီ night g3 ဆိုပြီးချက်ကမှဖြစ်ပါတယ်။ night g3 ချက်ပေါ့။ night g3 ချက်လိုက်တဲ့အချိန်မှာအ night sacrifice လုပ်ရတယ်ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီမှာကအဖြူတက်ရွေးချယ်တဲ့နှစ်ခုရှိရဲကင်းဂျီဝမ်ရှောင်းမာလာဒါမှမဟုတ် night ကိုစားမာလာပေါ့အဲကျွန်တော်တခုချင်းချင်းကြည့်ကြပါဦးအကယ်တော့အဲ night ကိုစားမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုရင် green h6 နဲ့ချက်လိုက်မယ်အဲ green h6 နဲ့ချက်လိုက်တဲ့အခါမှာကင်းဒီအဲကာစရာမရှိဘူးပေါ့နော်ပြေးပြာပဲရှိတယ်အဲပြေးပဲပြေးမယ်ပြေးတဲ့အခါကျမှကျွန်တော်တို့ဘာလုပ်မလဲဆိုရင် night h3 ဆိုပြီးချက်လိုက်မယ်ဒီ square လည်းတားထားတယ်ဒီကိုလည်းချက်ထားတယ်ပြီးတော့ဒီ green ကိုစားမယ် အဲ့တော့ဒါစားလိုက်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီကွင်းစားလိုက်လို့ဆိုရင်နိုင်ပြီပေါ့ဟုတ်ပြီနော်ဒီလည်းမြဲလေးတစ်ခုရှိရဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုကကြတော့ဒီနားလေးမှာကအခုနကကျွန်တော်9ချီ3ချက်တယ်9ချီ3ချက်တဲ့ချိန်မှာဒီတစ်ခါကင်းချီ1တန်းပြီးတော့ပြီးရင်ရောပေါ့ကင်းချီ1ပြီးလို့ဆိုရင်လည်းအမေကဘာလုပ်မှလဲဆိုရင် night နဲ့ h3 ကနေပဲချက်လိုက်မှာ night ဆိုရချက်လိုက်တဲ့အခါမှာ night ကကောင် sacrifice လုပ်ထားတယ်အဲ့တော့ဒီမှာ night ကင်းရပြေးပြန်နေရမရှိဒီ square လေးတားထားတယ်ပေါ့နော်အဲ့တော့ပြေးပြန်နေရမရှိလို့ကြာတော့စားပဲစားရမယ်ပေါ့စားတဲ့အခါကျလို့ဆိုရင်ကျွန်တော် yuri ပဲဒီ queen စားလိုက်လို့ဆိုရင်နိုင်ပြီပေါ့ အဟုတ်ပါပြီအဲ့တော့အခုကျွန်တော်ပြောပြသွားတဲ့အ9 F5 မှာရှိတဲ့ theory လေးကိုအားလုံးတစ်ပတ်ပေါက်နားလည်နေမယ်လို့ထင်ပါတယ်အဲဘယ်နှခုမှန်လဲဖြေသားပေးပါဦးအဲ့တော့ကျွန်တော်ဒီ video ကိုအဆောဆုံးလာရအောင်အားပေးကြတဲ့ကြည့်ရှင်တွေကိုကျေးဇူးများကြီးပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆုံအောင်အားလုံးပဲကျေးဇူးပါခင်ဗျာ